ယနေ့အတွက်ထူးခြားတဲ့စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုပို့ပေါင်းကြောင်မောင်ကစူးစီးတင်ဆက်ထားတာပါမြန်မာနိုင်ငံရဲ့ဒါအခုရှမ်းပြည်မြောက်ပိုင်းမှာလည်းပဲမြန်မာတပ်မတော်ကနေပြီးကြောင်မဲမြို့ကိုကြောင်မဲမြို့ကိုနိုင်ငံသားကောင်းတွေကဒါအကုန်လုံးတိမ့်ပိတ်နိုင်ခဲ့တဲ့နေ့ပေါ့ဗျာဒီနေ့တိမ့်ပိတ်နိုင်ခဲ့တဲ့နေ့ဆိုတော့ရမတမ်းမှာမင်္ဂလာရှိတာပေါ့ဗျာကျွန်တော်တို့ကတော့ပျော်တာပေါ့ဒီနေ့ကတော့ဒီနေ့ကို အလုပ်တွေဘလောက်ပဲပြန်မှန်းပြန်မှန်းကျွန်တော်တို့ဒီမှာကိုကတော့ကိုလုံတော်ရဖြစ်တာဒီဟာလေးမြင်လဲရတာနေကိုစိတ်ထဲမှာစိတ်ချမ်းသာတာပေါ့ဗျာအရန်ကိုပျော်တာအရန်ကိုပျော်တာဖြစ်တဲ့တဲ့နိုင်ငံသားကောင်းတွေကိုအားလုံးဒီနေရာနေပြီးဥညွတ်လေးပြုပါတယ်အားလုံးကိုလေးစားပါတယ်ဂုဏ်ယူပါတယ်ဂုဏ်ယူပါတယ်ကိုကိုကိုလည်းပဲရှင်းမိတာပေါ့ဗျာတစ်ခါတည်းကြလည်းပဲအော်ငါတို့ကငါတို့ကတကယ်တမ်းပြောရင်တော့ဟိုယောက်ျားလေးတွေဖြစ်ယောက်ျားသားဖြစ်ပါလေနဲ့ ဟိုအခြေအနေကမပေးတော့ဗျာကိုယ်နိုင်ငံထဲမှာဘာမှမဖြစ်ဘဲနဲ့ဒီပတ်ကိုအကြောင်းပြုဖို့ကြောင့်ထွက်လာခဲ့ထွက်လာခဲ့တော့လည်းပဲတခါတည်းကျတော့ကိုယ်နိုင်ငံနိုင်ငံအကျိုးပြုလုပ်ငန်းတွေလုပ်ရှင်တဲ့အချိန်ကကျတော့ကျွန်တော်တို့ဆုံးရှုံးတာပေါ့ဗျာကျွန်တော်တို့ကတော့အများကြီးဆုံးရှုံးတာပေါ့အဲတော့ကျွန်တော်တို့ကနိုင်ငံခြားထွက်တယ်လေဂုံယူစေခြင်းဘူးကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုဂုံယူခြင်းဘူးပေါ့ဗျာဂုံယူခြင်းဘူးနိုင်ငံခြားရောက်လာတခါကျလာဝမ်းနေစရာတွေအများကြီးပဲဝမ်းနေစရာတွေအများကြီးပဲပေါ့ဗျာအမှဒီမြင်းကြံကဒေါ်တီရာယူမွန်တို့ ဘွားတို့ခုမိန်းမသားဖြစ်နေပြီးရင်သူ့မြို့နယ်မှာသူ့မြို့နယ်မှာရွရွချင်းချင်းပြည်သူစစ်တဲဝင်ပြီးရင်သူလုံနိုင်တဲ့နေရာနေပြီးဥဆောင်ဥရပြုတ်ပြီးသူ့မြို့နယ်ကိုအေးချမ်းအောင်သူ့မြို့နယ်မှာရှိနေတဲ့ပြည်သူတွေကိုဒီဘွားမှာသူကူညီအများကြီးပေးနိုင်ခဲ့တာပေါ့ဗျာဒါတွေကိုကြည့်ပြီးရင်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုရှက်မိတာပေါ့ကြလားအာငါတို့ဆိုလို့ရကံကောင်းမျိုးနေရငါတို့ဆိုလို့ရောသားတယောက်ဖြစ်တယ်အာငါတို့ကံကောင်းမျိုးနေမှာအဲ့လိုယောက်ျားတွေမရှိဘူးလေဗျာဒေါ်တီတာရွမွေလို့စိတ်ထားရှိတဲ့ ယောက်ျားတယောက်ပါမရှိဘူးတယောက်ပါမရှိဘူးရှက်စရာကောင်းလိုက်တာကိုကိုကိုလည်းရှက်တာပါဗျာကျွန်တော်တို့ကတော့ဟာငါယောက်ျားလေးတယောက်လေးဖြစ်တယ်ဒီနယ်သားလေးဖြစ်ပါလိမ့်နေကို့နယ်ရလူတွေကို့နယ်မှာရှိနေတဲ့တပုံးတွေကိုဟိုဒီလိုမျိုးရွရွချင်ချင်ငါတို့မတိုက်နိုင်ခဲ့ဘူးဆိုပြီးရှက်လဲရှက်မိတယ်ဗျာကျွန်တော်ရှက်လဲရှက်မိတယ်ကျလာတိမ်လဲတိမ်ငယ်မိတာပါဗျာတကယ်တော့ပြောသူတို့ကိုလည်းပဲဂုံဂုံယူတယ်အားချတယ်လေးသားတာပေါ့လေးသားတာပေါ့ဟိုဒါဒါလေးပြောချင်တာပါဗျာမြတ်တမတော်သားတွေကိုဥညွတ်လေးကျူးချင်တာပေါ့ဂုံပြုတ်ချင်တာပေါ့ ဟိုဒါလေးတွေဘာဖြစ်ဒါကတော့ဒေါ်စီတာယူမွေကတော့မျိုးသမီးမလို့ဒါဒါမြန်မာနိုင်ငံဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဒီလိုမျိုးရတက်ဘွဲဟိုနိုင်ငံကိုတကယ်အကျိုးပြုတဲ့ရတက်ဘွဲအဲကလူတွေနိုင်ငံအတွက်ကိုတကယ်ကိုတာဝန်ရရရှင်ထမ်းဆောင်နေရတဲ့နိုင်ငံသားကောင်တပ်မတော်သားတွေအေးဒါတွေကတော့ဗျာအမတန်မှဂုဏ်ယူစရာတကယ်ကိုလေးစားစရာကောင်းတော်ပဲတကယ်ကျေးဇူးရှင်တွေကျေးဇူးရှင်တွေဟိုသူတို့တာမကဲရင်သူတို့တာမကဲရင်ပေါ့ဗျာဒီမျိုးဒီဌာနတွေကတပုံလဲအောင်မှာတောက်လျှောက်နေရတော့မှာ ောက်ကြောင့်နေရာတော့မတကယ်တမ်းပြောရင်ဟိုတိုင်းပြည်ကိုပြည်စည်းခြင်းပြည်စည်းစေခြင်းကြားတယ် NUG ကလူတွေကတော့ဟိုတကယ်ကိုရွှေစရာကောင်းတာပေါ့ဗျာဆစ်ဆုပ်ဖို့လည်းကောင်းတယ်ရွှေရှာဖို့လည်းကောင်းတယ်သူတို့ကသားသမီးတွေကိုဟလာတကယ်တမ်းပြောရင်တော့လဲသူတို့ကတော့ပျော်ဝဲတွေဆင်းလို့ငပေါ့တို့ဆိုရုံမှာကာရာဟိုကီတွေဆိုးကြရတာဒါမျိုးတွေပေါ့ဗျာမြင်ရကြရတာတွေကတကယ်ကိုစိတ်ပစ်စရာတွေပေါ့ဟိုဒီလိုတွေဖြစ်စေခြင်းဘူးဗျာနိုင်ငံကိုအကျိုးပြုစေခြင်းတာအကျိုးပြုစေခြင်းတာကျနိုင်ငံသားကောင်းတပ်မတော်သားတွေကတော့ဘုရား ဟိုတောင်ခမ်းနေတစ်ဆင့်ဟိုနောင်ချိုနောင်ချိုကနေပြီးတစ်ဆင့်အခုကြောင်မဲကြောင်မဲကနေတစ်ဆင့်တီဘောဒီလိုသွားမယ်လို့ကျွန်တော်တို့တွေ့ထားတာပေါ့ဗျာနောက်ဆုံးမိတ်ကတော့ဒီဇဘုံဌာနချုပ်တွေဒီချစီနေတာကျွန်တော်တို့ကတွဲသေးနေတာအနန်းဆန်တို့ဘာရောစာကုလုံးတရားနေဌာနချုပ်တရားစာတရားနယ်လေးဌာနချုပ်တရားစာကိုတွဲတွဲသေးနေတာဒီမှာအခုအခက်တာကတွေ့တော့တွေ့တယ်ဗျဒါမျိုးလုံးလုံးအောင်ပွဲရတဲ့ခါလေးတော့လည်းပြောရတော့ဗျာကျွန်တော်တို့ဆုံးရှုံးတဲ့ခါတော့လည်းဝမ်းနေရတယ်လို့အခုအောင်ပွဲပြန်ရတဲ့ခါမှလည်းပဲ အဲကျွန်တော်တို့ဝန္တာရာပီတိဖြစ်ရတာပေါ့ဗျာဝန္တာရာပီတိဖြစ်ရတာကိုယ်တက်မတော်သားတွေလည်းပဲဂုံဂုံတက်လာတဲ့ဟိုတက်ရခက်ရတာလည်းဂုံတက်လာတာပေါ့ဗျာနော်ဟိုတက်မတော်သားတွေရဲ့ဟိုဘယ်လိုပြောရမလဲဗျာအယောင်ဝါတွေလည်းပဲပူပြီးတောက်ပလာတာပေါ့အချိန်ဝါတွေလည်းပူပြီးကြီးမားလာတာပေါ့ဗျာကြီးမားလာတာဟိုတော့ကတော့မျက်နှာငယ်ရတယ်အခုတော့ဒါနည်းနည်းဂုံရှိလာတာပေါ့ဗျာဂုံတက်လာတာပေါ့ ကုန်တက်လာတော့ဒီလိုပဲဖြစ်နေခြင်းမှာကျွန်တော်တို့ကသဘောမှန်နေမြအခုအမြစ်ကမကြံမြေလန်ရှင်းနေခြင်းမှာဘာကြောင့်လဲဆိုတော့ဗျာတို့ဖြစ်စည်းခဲ့တဲ့ဟာတွေကိုကြည့်လိုက်နောင်ချိုလဲပဲနောင်ချိုမလို့အခုဒါကြောင်ပဲလဲကြောင်ပဲမလို့ဖြစ်စည်းနေမြပစ္စည်းကိုခိုးသွားတယ်ဗျာဖောက်ထွင်းသွားတယ်ဗျာဖြစ်စည်းသွားတယ်ဗျာလန်ဒရာတွေပြည့်စုံသွားတယ်ဗျာဒီလိုမျိုးဆိုအောက်တန်းကျရုပ်မှာစုပ်ပဲ့တဲ့ဒီလိုသဘောမျိုးများဗျာကျွန်တော်ဒါလင်ကာကျုပ်ဆိုရင်တော့ဘယ်တဲ့သဘောဌာနကျုပ်ပါမချင်ဘူးကိုအကုန်ရှင်းပါလာလာဆွေးနွေးခြင်းဆွေးနွေး မစလားတစ်ဖက်ကဆွေးနွေးကြရင်လည်းဆွေးဆွေးနွေးတဲ့လမ်းလည်းအခုလည်းဖွင့်ထားတာပဲနောက်လည်းဖွင့်ထားအောင်ပါပဲတိုက်တိုက်စရာရှိလေတိုက်တိုက်အပြတ်တိုက်အေးကျွန်တော်တို့တော့ဒလောကြိုက်တာပေါ့ဗျာဒါမင်းဖြစ်စေချင်တာဒလောအောင်ပွဲတွေလည်းဆက်လက်ပြီးရသည်ဆက်ပြီးရပါသေးလို့သူတောင်းတာပေါ့ဗျာအခုနောက်ပြီးလည်းပဲဒီလိုမျိုးပြင်းပြင်းနဲ့မှဆိုလည်းပဲချအကုန်လုံးကြက်လာဒီလိုမျိုးကြက်လာ BGF တို့ဘာတို့နေချောင်းတက်ဖွဲ့ဆိုတာကတကယ်တမ်းကတော့ ဘယ်တိုင်းရင်းသားဟိုမှာ BGF BGF ဖွဲ့ထားရင်တောင်းမှာ BGF ဆိုတော့တိုင်းရင်းသားဆိုတဲ့လူတွေကိုအဲ့ဒီနေကြားဆောင်မှာထားရမှာမဟုတ်ဘူးတီကောင်နေရောကျက်လာနေကြားဆောင်ခင်းထားလို့ရှိရဲ့ဒီကောင်နေရကျက်လာတိမ့်ပြီကိုလုံချုံအောင်လုံချုံအောင်စောက်မဲ့ပုံကိုယ်တွေမဟုတ်ဘူးတိမ့်ပြီတကားတွေကိုချိုးဖောက်မဲ့ပုံကိုယ်တွေတိမ့်ပြီတကားတွေကိုဖွင့်ပေးမဲ့ပုံကိုယ်တွေချိုးဖောက်မဲ့ပုံကိုယ်တွေအဲဒါစောချစ်သူတို့ဆိုလေကျွန်တော်တို့ကတော့မယုံဘူးပေါ့ဗျာစောချစ်သူတို့လောပုံကိုယ်တွေဆိုလို့ရှိရင်လည်းပဲအဲ BGF လောက်တာလေအခုတမျိုးအခုကကျက်လာ KNA အကဲတော့ကိနေရှင်နဲ့အာမီလုံးမှာလားနေရှင်နဲ့အာမီလုံးမှာပြပြပြသားသားထွက်ပြပြသားသားထွက်အခုကျတော့ဟာကြလားဟိုလိုလိုဒီလိုလိုပေါ့ဗျာကြလားအဲဟိုရိုင်းရင်ပြောရင်မကောင်းဘူးကြလားရိုင်းရင်ပြောရင်မကောင်းဘူးဟိုလိုလိုဒီလိုလိုကြလားဟိုလိုလိုဒီလိုလိုဒါမျိုးနှစ်ဖက်ခွာစားတဲ့ကောင်လေဒီလိုကောင်လေးရုံရတဲ့လူလူလဲမဟုတ်ဘူးကြလားဒီလိုကောင်လေးဒီချိန်မှာပြတ်သားဖို့လူကြီးမင်းကြိုက်တဲ့လမ်းကိုရွေးမင်းဘယ်လမ်းရွေးမှာတော့ဟိုရွေးပြီးတွယ်တဲ့တွယ်တဲ့တွယ်တဲ့တွယ်ရမှာတကယ်တမ်းပြောရင်နောက်အခုလည်းပဲအခုဒါကင်းပြင်းနေမှာထိုးစစ်တွေလုပ်နေတယ် အဲကျွန်တော်တို့ကတော့အကုန်လုံးအမြန်အောင်ပွဲတွေရပါစေလို့ဆုတောင်းတာပေါ့ဗျာနောက်ဆုံးရပြီလေးကစ်ကောတို့ဘာတို့ဝါစာကုန်နေကြဆောင်ဒီမှာကဒီထိုင်းနဲ့မြန်မာနယ်စပ်တကြောမြန်မာတပ်မတော်ကပဲအကုန်လုံးအကုန်လုံးထိုင်းကျုပ်ထားလိုက်ပြီနိုင်ငံတကာတွေမှာဒီလိုပဲတပ်မတော်ထိုင်းကျုပ်တာလမ်းနေဖောက်ပြီးအဲ့မှာအကုန်လုံးတပ်မတော်သားတွေပဲနေအဲ့ဒီဘုံတွေပါနေခြင်းအဲ့ဟိုရာကိုနယ်စပ်နယ်စပ်မှာမနေစင်းနဲ့အပြည့်ရင်းနေရာမှာနေအကျက်တဲ့အချိန်မှာထပြီးဆော်လို့ရတယ်အခုကျတော့နယ်စပ်မှာသူတို့ကြီးထားတော့ဗျာ ာဟောပဲအရှိအရှိပဲနေသက်လည်းပဲဒီကောင်းလေးအတောင်ဖက်နေသက်လည်းဒီကောင်းလေးမြောက်ဖက်နေသက်လည်းပဲဒီဒီတပုံးလေးအာနောက်ဖက်နေသက်လည်းတပုံးလေးဆိုတော့ဒီတပုံးလေးကလာတိုက်လိုက်ဟောပဲထွက်ပြစ်လိုက်ဟောပဲလာပဲထွက်ပြစ်လိုက်အာဟောပဲနိုင်ငံကြီးကဒါတွေကိုသူတို့ကိုကင်ပြီးကစားလိုက်ဒီတော်တော်လေးလောက်ခံရတာဖြစ်တဲ့ဒီနေသက်တကြောမှာဒီမှာတက်မတော်ကအကုန်လုံးအုပ်ဆိုးပြီးထားစေချင်တာပေါ့ဗျာအဲ့လိုမျိုးအဲ့လိုထားစေချင်တာအဲ့လိုမျိုးအစင်ရောက်သွားပြီဆိုရင်တော့စိတ်ချမ်းသာမှာပေါ့ အဲ့ဒီစင်မြောက်သေးသေးများတော့ကျွန်တော်တို့စိတ်ဆင်းရဲနေအောင်ပါအတားကူအဲ့ဒီရနေတဲ့စင်ဒီမကေအေဆိုလဲကေအေဟိုအမြတ်ဟိုအပြတ်တွယ်ပြီးရင်ဘယ်တော့ခါမှဒီကြောင်စင်းနှင်းတို့ဘာလို့မှဒီလိုမျိုးဖားကန့်တို့ဘာလို့မှကေအေဘယ်တော့မှချေချလို့မရအောင်နောက်တစ်ခုကဒီလိုမျိုးမြေချတတ်တူတူနေတဲ့နေရာမျိုးအကုန်ဘုံခွဲချချဒါမျိုးတွေချရမှာကြလားချရမှာဒါမှသာလေအဲသူတို့တူးလို့မရပါဘူးကွာဒီလိုဆိုလို့ချင်းသူတူးလို့ရတဲ့လူတွေကလာတူးမယ် လာတူးမယ်အချောင်းကမားတွေလည်းစောင့်နေတာတရုတ်ကလည်းစောင့်နေတယ်ဟိုဘက်ကလည်းစောင့်နေတယ်အကုန်လုံးကတော့ဟလာတပုံနဲ့တွဲပြီးလှုပ်လို့ရရင်လှုပ်ပြီးခိုးကြတွဲကြမှာပဲခိုးကြတွဲကြတွဲကြမှာပဲဒါတွေမလုံနေအောင်ကိုယ်နိုင်ငံမှာတရားမဝင်လာပြီးရင်အင်းတူးတဲ့ကိစ္စတွေတော်တော်တွေတွဲရမှာပေါ့ဗျာအဲတွဲရင်တော့တွဲရင်တော့လာလုံးမဲ့လူလည်းမလှုပ်ရဲဘူးပေါ့လာလုံးမဲ့လူလည်းမလှုပ်ရဲဘူးမတွဲရင်တော့လုံးမှာပေါ့ဗျာအဲ့ဒါပြီးအခုအေးအေး ဒါပေမဲ့ဆက်စော်လိုက်မယ်လို့ကျွန်တော်တို့ကမျောလင့်တာပေါ့ဗျာတက်မတော်ကနေပြီးအခုဒါ3လ3လမှာအခုတလအတွင်းရလက်ကတော့ရလက်ကောင်းတယ်လို့ပဲပြောရမှာပေါ့ဗျာရလက်ကောင်းတယ်လို့ပဲပြောရမှာအော်ဒါအခုတော့လည်း2လကျန်သေးတယ်ပေါ့ဗျာနောက်တဲ့2လသူတို့ပြောတဲ့မာရှယ်လော3လအုပ်ချုပ်ရေးတတ်မှတ်ထားတဲ့နေရာတွေမှာဒီမာရှယ်လောကတော့အခု3လမာရှယ်လောကတော့ထိရောက်တယ်လို့ပြောရမှာပေါ့3လမာရှယ်လောဟိုတုန်းကထုတ်ခဲ့တဲ့မာရှယ်လောတွေကတော့မာရှယ်လောတွေကတော့စာရွက်ထဲကမာရှယ်လောတွေပေါ့ဗျာအလုံးမလုံးကြဘူးအလုံးမလုံးကြဘူး အဲအလုံးမလုံးကြတဲ့အတွက်အလုံးမလုံးကြတဲ့လူတွေကိုဆရာကိုရွှေမျိုးဝဲတို့ဘာတို့ကအလုံးမလုံးကြတဲ့လူတွေအကျင့်ပြစ်ချထားတဲ့လူတွေကိုဝေဖန်တယ်ထောက်ပြတယ်ထောက်ပြတယ်အဲထောက်ပြတဲ့လူကိုဖမ်းတာဗျာအဲအလုံးမလုံးတဲ့လူကိုမဖမ်းဘူးအဲသူတို့ဖမ်းတယ်လို့ပြောဗျာအဲဖမ်းတာကိုဖမ်းတဲ့အကြောင်းရေးပြတယ်မဖမ်းတာကိုလည်းမဖမ်းဘူးမလုံးတဲ့အလုံးမလုံးသေးတဲ့နေရာကိုအလုံးမလုံးသေးဘူးလို့ပြောတယ်ဟိုမှာဘကိုးတိုင်းတို့ဘာတို့မှဟိုမှာကျေရကယ်လမ်းပြောရင်တော့ပေါက်ခေါင်းလို့ပဲဟိုဘက်တွေမှာလူတန်းမှုတွေခဏခဏဖြစ်နေတဲ့နေရာတွေကိုရွှေမျိုးဝင်းတို့ရေးပေးခဲ့တယ် ရေးပြခဲ့တယ်ရေးပြခဲ့တာအဲ့ဒါအပြစ်ပါမဟုတ်ဘဲနဲ့အလုံးမလုံးတဲ့လူကိုသွားပြီးစုံစမ်းထောင်လိုက်ပြီးအရေးယူရမှာအရေးယူရမှာဒီဘက်ကလူအခုကြတော့ဗျာဒီလိုမျိုးထောက်ပြတဲ့လူတွေကိုပဲလိုက်ပြီးအရေးယူတယ်အရေးယူတယ်ဒါတွေမဖြစ်တဲ့ဘူးပေါ့ဗျာဟာတွေမဖြစ်တဲ့ဘူးဟိုမြမတက်မတော်ရဲ့အောင်ပွဲတွေဘာတွေမှာဆိုလည်းပဲကျွန်တော်တို့ကဆိုတာအခုနရီမိုးတို့ဒါဆရာကိုခိုင်းသောတို့တို့ရေးရလေးဒီလောက်ပဲဖတ်နေရတာပေါ့ဗျာအကျန်နဲ့ဘောမရေးတဲ့အားတွေကျွန်တော်တို့မဖတ်ချင်ဘူးအကျန်နဲ့လူတွေလည်းမဖတ်ချင်ဘူး ခင်ဗျားတို့ပို့ရရှင်တယ်နေပို့လိုက်တဲ့ဓာတ်ပုံလေးတွေယူပြီးတို့ကအားအရေးနေနေကြွားနေတာတလားသွားနေတာပြီးတွေ့တယ်များလူကိုရန်လောက်တာကိုချင်းချင်းကိုရန်လောက်တာဟောတက်မလို့တော့ကတဲ့လူချင်းချင်းကိုကျတာဟောဖမ်းအောင်စီးအောင်အောင်ဓာမျိုးတွေလောက်တာပေါ့ဗျာအဲကျွန်တော်တို့ကဒီလိုလူတွေကိုကျွန်တော်တို့ကယွင်းတယ်ချီးတဲ့လူယွင်းတယ်ကျွန်တော်တို့ကအဲတကယ်တမ်းပြောရင်တက်မြန်မာနိုင်ငံမှာတကယ်ကိုဟိုဘက်လည်းပဲကြလား အဟိုကဟိုဘက်ဟိုဘက်ကိုလည်းပဲရိုက်နေတာမဟုတ်ဒီဘက်ကိုလည်းရိုက်နေတာမဟုတ်အလဲအလက်တန်းစားနေရေးနေတာဆရာကိုရွှေမျိုးဝင်းတို့လိုပုဂ္ဂိုလ်ရှိတင်တာပေါ့ဗျာသူတို့စာတွေမဖတ်ရတာကျွန်တော်တို့ကဟာတာတာကြီးကျွန်တော်တို့ကဟာတာတာကြီးသူတို့သူတို့စာတွေဖတ်လိုက်ရမှာကိုရိုရီမှာဘုသူတလည်းရတယ်အားလည်းတက်တယ်ဟိုမထားဝရတတ်မတော်အနေရနေလဲအနေရတဲ့အကြောင်းကိုရေးတယ်ရှုံးရင်လည်းရှုံးတဲ့အကြောင်းကိုရေးတယ်ဘာကြောင့်ရှုံးရတယ်ဘလို့တွေဖြစ်နေတယ်အကျိုးနဲ့အကြောင်းသက်ထောက်ပြတယ်ရေးပြတယ်သိကောင်းတာပေါ့ဗျာဒီလိုလူတွေရှိတင်တာပေါ့ဒီလိုလူတွေကိုတကယ်တမ်းပြောရင်တော့ ော်ထောင်နေထဲမှာအချိန်မဖြုံးသင့်ဘူးပေါ့ဗျာအချိန်မဖြုံးသင့်ဘူးအချိန်မဖြုံးသင့်ဘူးဒါတွေကမလုံးသင့်မလုံးထိတ်တဲ့ဟာတွေပေါ့ဗျာနောက်ထပ်မလုံးသင့်မလုံးထိတ်တာကတော့နေပြည်တော်မှာဘလီဆောက်တဲ့ကိစ္စပေါ့ဗျာနေပြည်တော်မှာဘလီဆောက်တဲ့ကိစ္စကဒါမြမတက်မတော်အတွက်ကဂုံယူရတဲ့ကိစ္စတွေပြောပြီးရယ်စိတ်ပစ္စယာတွေလည်းပြောအောင်ပါဗျာဒါမြမတက်မတော်ဟိုနေ့တော့မဆိုင်ပါဘူးဒါကတော့နိုင်ငံအလစ်ရှိနိုင်ငံဥဆောင်နေတဲ့ဘုရားဘုရားမရောက်လို့ဆိုဘုရားဘုရားမရောက်လို့ပဲပြောအောင်ပါပဲဟိုဒါဆောက်လို့ရတဲ့နေပြည်တော်နေပြည်တော်မှာဆာယဖဆိုလဲဆာယဖဝယ်သူတို့ပဲတာဝန်ရှိတယ်သူတို့ပြောအောင်ပါပဲ ူသူတွေချပေးခဲ့တာလေအဲနေပြည်တော်ပလီကိစ္စကတကယ်တမ်းပြောရင်တော့ကျွန်တော်တို့ကတော့ဟိုအစရဲအစပြောချင်နေတာရှိပါတယ်တော်တော်လည်းပဲအော်ဒါတွေအချိန်တိုင်းတော့တို့ဘူးပေါ်သလိုပေါ်လာမှာပဲဆိုပြီးဟိုစောင့်နေတာပေါ့ဗျာအခုကျတော့ဒီနေ့ကိုအောင်မင်းရဲ့ဒါကျန်တဲ့သတင်းဌာနတွေပြောနေရလဲကိုကျော်စိုးတို့ပြောခဲ့တာလည်းကျွန်တော်နားထောင်ခဲ့ပါတယ်ကျန်တဲ့ဓာတ်ပုံတွေ Facebook မှာတက်လာတဲ့ဟာတွေ TikTok မှာတက်လာတဲ့ဟာတွေအဲကျွန်တော်တို့ကုန်ဖတ်ရတယ်ပေါ့ဗျာဒါနဲ့ဒီနေ့ကိုအောင်မင်းကဒီနေ့လက်တွေ့တော့ပြီးရမြန်မာဟတ်တော်ကကိုအောင်မင်းဒီတခုတော့ကျေးဇူးတင်နေတယ် ကျေးဇူးတင်တယ်သူကိုယ်တိုင်သွားပြီးရိုက်ပြတယ်ဒါကိုရိုက်ပြတာကြည့်ရိုက်ပြတာကြီးကိုကြည့်နေရင်ရှေ့ရနေပြီးရင်ဖုံးနေတယ်ဖာနေတယ်ဒါကျွန်တော်တို့ရဲ့ခံကုန်းမြို့နဲ့ဗာမဲလုပ်ခဲ့တယ်ပူလိုက်ဥလားဆွေပေါ့ဗျာကျွန်တော်လေးစားပါလေကျွန်တော်ကတော့အခြားလူတွေကမကြိုက်ပြီမဲ့လို့ကျွန်တော်ကတော့ဘူးလက်ကြီးရဲ့စိတ်ဓာတ်ကိုကြိုက်ပါလေကြိုက်ပါဒါမဲ့လို့အဲ့လိုမျိုးကြီးတွေဖုံးကွယ်တာမျိုးတော့မကြိုက်ဘူးပေါ့ဗျာဖုံးကွယ်တာမျိုးတော့မကြိုက်ဘူးတကယ်မသိလို့ပြောတာလားသိရသားနဲ့ဖုံးကွယ်ပြီးပြောတာလား ဒါအခုဆိုရင်ကိုအောင်မင်းပြောကိုအောင်မင်းရိုက်ပြတဲ့ဒိန်းဆိုလို့ရှိရင်ပလီဆောက်ဖို့ကတေချာနေပြီတေချာနေပြီဒီဒါကိုလည်းပဲဒါကိုကျော်မျိုးမင်းတို့ကဒီနေ့ဒီနေ့သတင်းဌာနမှာသတင်းမီဒီယာမှာပြောသွားတာပါဗျာဒါတွေကဘာသာပေါင်းစုံချစ်ချင်ညီညီတွေအဖွဲ့နဲ့တွေ့တဲ့အခါမှာချပေးခဲ့တယ်လေအာတော်တော်ကျွန်တော်တို့နိုင်ငံအစိုးရဆက်ဆက်ကတော်တော်ဆောက်သုံးမကြတာပဲကြလားဒီဘာသာပေါင်းစုံချစ်ချင်ညီညီတွေဆိုတာကဘာမှာဘယ်နိုင်ငံမှာများရှိလဲဗျာဘယ်နိုင်ငံမှာများရှိလဲခင်ဗျားတို့ရှားဘာသာပေါင်းစုံချစ်ချင်ညီညီတွေအဖွဲ့လို့ဘယ်နိုင်ငံမှာများရှိလဲ အဲတဆောက်သုံးမကြတဲ့ကြလားအစိုးရကောင်းဆောင်စေမြန်မာကောင်းဆောင်စေမြန်မာနိုင်ငံမှာတန်ခါအဖွဲ့အစည်းအမျိုးသားရေးသမားတွေမှာအမျိုးသားရေးသမားတွေများမရှိခဲ့ဘူးဆိုရင်မြန်မာနိုင်ငံအစ္စလာမ်နိုင်ငံဖြစ်နေတာကြာလာပြီကြာလာပြီမြန်မာနိုင်ငံမြန်မာလူမျိုးအစ်စ်ဆက်ကမြန်မာဒီအစိုးရအစ်စ်ဆက်မြန်မာလူမျိုးအစ်စ်ဆက်ကငွေပဲကြည်တာငွေပဲကြည်တာငွေပဲကြည်တာတကယ်တမ်းငွေမျက်နှာတစ်ခုပဲကြည်တာအနာကက်မျိုးစစ်တွေဘာမှမကြည့်ဘူးတကယ်တမ်းပြောရင်တော့ နောက်ရေရှည်ကိုဘာမှမပြောလိုက်ဘူးဒါအနောက်နိုင်ငံတွေတော့ liberal ဝါဒမဟုတ်သေးဘူးเนาะ liberal ဝါဒကြောင့်ဖြစ်တာမဟုတ်ဘူး liberal ဝါဒကြောင့်ဖြစ်တာမဟုတ်ဘူးပြည်မနိုင်ငံမှာသူတော်ကောင်းလို့လို့ဟာငါတို့ကဟိုလိုလိုဒီလိုလိုနဲ့ကြလားမြန်မာနိုင်ငံမှာမြို့တိုင်းရွာတိုင်းမှာဗလီရှိမြို့တိုင်းရွာတိုင်းဒီဘက်မှာဗလီရှိတယ်အခုလည်းပဲမြို့တက်မြို့တက်တဲတိုင်းတဲတိုင်းမှာဗလီဆောက်ခွင့်ပေးရမှာလားဗလီဆောက်ခွင့်ပေးရမှာလားကျွန်တော်တို့နေရာအခုဖင်လန်နိုင်ငံဟာစင်ကြီးမှာနေတာအဲ့ဒီစင်ကြီးမှာနေတာခင်ဗျမြန်မာအဲ့ဒီနေပြည်တော်မှာရှိနေတဲ့မွတ်စလင်ကလားထက် ဟာဇင်ကြီးမျိုးမှာရှိနေတဲ့မွတ်စလင်ကလားပိုများတယ်ဗလီတလုံးမှာမရှိဘူးဗလီတလုံးမှာမရှိဘူးအဲ့ဒါကိုကျော်သူရောပြောတယ်ကိုကျော်သူလေကိုကျော်မျိုးမင်းကဒီထက်သူ့ရဲ့တရေနာနာမှာပြောသွားတာရှိတယ်အဲဘာလဲအဲ့ကြလားအာတို့ဗလီမရှိရင်ဘလို့ဝိပြုမလဲတို့ဘာလို့ဟာဗလီမရှိဘလို့ဝိပြုမှာလားခမ်းမတွေထဲမှာဒီလိုဝိပြုနေတာပဲအဲ့ဆောက်ကလားတွေကကြလားအဲ့လိုမျိုးဗလီမရှိရင်လမ်းမတွေမှာတောင်မှဝိပြုတာပဲအလုတ်ထဲမှာရှိရင်အလုတ်ထဲအိမ်သာထဲမှာသာဝိပြုတဲ့ကောင်းတယ်အိမ်သာထဲမှာသာဝိပြုတဲ့ကောင်းတယ် ရီချိုကန်းထဲမှာသာသူကဝေးပြူနေတဲ့ကောင်လေးယလာဟာလှုပ်ထဲမှာအဝတ်စားလဲတဲ့ခန်းထဲမှာတောင်မှသူတို့ကဝေးပြူနေတဲ့ကောင်လေးအဘဲသူတို့ကဗလီရှိမှဗလီရှိမှဝေးပြူလို့ရတာမဟုတ်ဘူးဆိုတာကိုဒါအစ်တေပြနေတာပဲဒါအစ်တေပြနေတာပဲအိမ်မာနေရဲ့ဝေးပြူလို့ရတာပဲသူတို့ဗလီရှိမှမဟုတ်ဘူးလေဒါကျွန်တော်တို့ကကြလားအစ္စလမ်အစ္စလမ်မုန်တီးရဲ့အေးနေပြောနေတာလေကျွန်တော်တို့ကတော့မုန်တီးရေးပါတယ်မုန်တယ်မုန်လဲမုန်တယ်တကယ်မုန်တယ်ဒါဟမ်းမဆောင်ဘူး ကျွန်တော်တို့ကတော့မုန်းတယ်။ဘာကြောင့်မုန်းတာလဲသူတို့ဘားတွေကပြဿနာလှုပ်လန်းလို့ပြဿနာလှုပ်လန်းလို့မွတ်စလင်ရှိတဲ့နေရာတိုင်းကပြဿနာတက်တာအခုအင်္ဂလန်မှာခမရတို့လည်းမြင်တာပဲစပိန်မှာခမရတို့မြင်တာပဲပြင်သစ်မှာဖြစ်နေပြီဂျာမနီမှာဖြစ်နေပြီနယ်သာလန်မှာဖြစ်နေပြီအကုန်လုံးကြလားအခုအမေရိကန်မှာဖြစ်နေပြီတာလီဘရယ်ယူယူခဲ့တာဖြစ်တဲ့အတွက်ဒီလူတွေကိုအကုန်တတ်ပြစ်လို့ရလားမရဘူးမရဘူးကိုဝါစရဲကသာတားမြင်ရမှာဒါတွေကိုသိတာဖြစ်တဲ့အတွက်ဖင်လန်နိုင်ငံမှာဆိုရင်အခုဘယ်ပလီဟိုးမှခွင့်မပြုဘူး ။ဘယ်လီယိုမှခွင့်မပြုဘူး။ကျွန်တော်အခုလာမတော့ကြနေမှာကျွန်တော်ဗီဒီယိုရိုက်ကြမယ်။ကလားဒီဘလော်ဝဲပြုနေတယ်လဲဆိုတော့ကျွန်တော်အခုလာမတော့ကြနေကျွန်တော်ဗီဒီယိုရိုက်ကြမယ်။ကျွန်တော်အိမ်သားမှာရှိတယ်။ကျွန်တော်အိမ်သားမှာရှိတယ်။ကလားဒီဘလော်ဝဲပြုနေကြတယ်လေ။ခမ်းမတခုတည်းလေမြို့နယ်ရပိုင်နဲ့ခမ်းမတခုတည်းမှာသူတို့အိမ်မှာပဲလာလာပြီးဝဲပြုရတာ။ဝဲပြူရတာကျန်တဲ့ချိန်တွေမှာကျန်တဲ့ချိန်တွေမှာလမ်းမှာလဲဝဲပြူတယ်ကြက်လာလမ်းမှာလဲပဲဝဲပြူတာပဲကြက်လာအိမ်သာထဲမှာလဲဝဲပြူတာပဲ ကြလားအိမ်သာထဲမှာလည်းရေချိုးခန်းထဲမှာလည်းဝေးပြူတာပဲအဝတ်စားလဲတဲ့ခန်းထဲမှာလည်းဝေးပြူတာပဲရောက်တဲ့နေရာကနေဝေးပြူတာအောက်ထည်ဆုံးအလုပ်နေရာတွေမှာပါညာဆိုလို့ရှိရင်ကြလားတစ်ခါတည်းမှာအာဟိုလူမြင်ကွင်းမှာတော့လာလို့လို့တားထားရတယ်တားထားရတယ်အဲ့လိုမျိုးအနောက်ရှေ့ပေးတာသူတို့ဝတ်သားမစားတာနဲ့ကျန်တဲ့လူတွေကိုကြက်လာဝတ်သားရင်ကျွေးရင်တောင်မှဟာငါတို့ကဝတ်သားမစားဘူးဘာလို့တော့လုတ်ပေးวะဒီလိုလုတ်တာသူတို့ခွင့်ရေးကိုပဲတောင်းဆိုတာသူတို့ဘာတွေရဲ့အခွင့်အရေးကိုလေးစားခြင်းတန်ဖိုးထားခြင်းလုံးဝလုံးဝမရှိတဲ့ဘာသာတရား ဘာသာတရားနောက်တစ်ခုကသူတို့အဲ့လိုပလီမြပလီနေဆောက်လာပြီဆိုလို့ချင်းအဲ့ပလီနာကဲအခုနေပြည်တော်မှာပလီဆောက်မယ်အဲ့နေရာမှာမူဆလင်ဘယ်နှယောက်ရှိလို့လဲဘယ်နှယောက်ရှိလို့လဲဒါဒီရေတွေ့ဒါဒီကိုချက်လာချိန်ထိုးကြည့်ရမလဲဒါဒီကိုချိန်ထိုးကြည့်ရမလဲဒီနိုင်ငံတွေမှာအဲ့လိုမျိုးလားခွင့်ပြုမယ်ဆိုလို့ရှိရင်အများကြီးကျွန်တော်နေတဲ့ရပ်ကွက်မှာတော့ကမူဆလင်တွေအများကြီးပလီတလုံးချပေးရမှာကျန်တဲ့အခြားခြားသောနေရာတွေမှာဒီလိုပဲအခုဆိုလို့ချင်းဖင်လန်လူမျိုးတွေဆိုလို့ချင်းဒီမွတ်စလင်ကလားတွေကများလာလို့ရှိရင်ဒီကောင်တွေကဘလော်နေရမှတ်တော့ မမြလာရင်ညစ်ညစ်ပတ်နေတယ်စကားတွေအော်ကျဲအော်ကျဲပြောတယ်ကြက်လာအုပ်စုဖွဲ့ပြီးဆေးလိုက်တောင်းလိုက်ကြက်လာဘာလုပ်လိုက်နေကြလဲအိမ်ရှိမှနေတယ်ဒီကလူတွေတက်တက်ဆိတ်ဆိတ်ငញ្ញញတက်တက်နေရတာကိုသဘောကျတဲ့လူမျိုးတွေလူမျိုးတွေသူတို့ရှိတဲ့နေရာမနေမနေတော့ကြာတော့အဲ့ရက်ွက်တွေဘာဖြစ်လာလဲဆိုလို့ရှိရင်အဲမွတ်စလင်ရက်ွက်တွေဖြစ်လာကျန်တဲ့ကျန်တဲ့ဒီနေ့ဒီနိုင်ငံသားနေလို့မရတော့ဘူး နေလို့မရတော့ဘူးမနေချင်တော့ဘူးဘာကြောင့်လဲဆိုတော့သူတို့ကကြက်လိုက်ညစ်တီးညစ်ပတ်တွေလှုပ်တဲ့ညစ်တီးညစ်ပတ်တွေနေတဲ့တန်တန်ပြန့်မနေဘူးတန်တန်ပြန့်မနေဘူးစကားတွေကိုအော်ကျဲအော်ကျဲအများတန်းပြောတယ်ကြက်လာဟာဓာတ်လေကားတွေဆိုလဲကြက်လာအော်ကြီးအကျင်းအများတန်းဟိုမှာဖြစ်တဲ့စကားတွေပြက်တဲ့အဲဒီလိုတွေလေဒီမနေ့ကမှလည်းဒီလိုပဲမုစလင်အများစုရှိတဲ့နေရာကကျန်တဲ့တိုင်းရင်းသားတွေကရေးရှိရေးရှိမှမနေနိုင်ပါဘူးရေးရှိမှမနေနိုင်ပါဘူးဘာကြောင့်နောက်ရှေ့မျိုးနောက်ပိုင်းတော့သူတို့ကြောက်တာ သူတို့ကြောက်ရတာသူတို့လူနေစုတုံးကလားမလေးဒီကောင်တွေကဖာဖာရာရာအကုန်လုံးခါခါရာရာအကုန်လုံးတာပြီးရင်သူတို့ဆွေမျိုးစုသူများအကုန်ခေါ်ရက်ွက်တယ်ဟိုဒါတွေကြည့်ရမှာလေမြန်မာနိုင်ငံကကြလားနိုင်ငံကောင်းဆောင်နေလို့ကြလားအာနာပါဝါရှိတဲ့လူတွေဒါတွေမကြည့်ဘူးပြကြလားမြန်မာနိုင်ငံမှာယဟန်တန်ကတန်ဃာတော်တွေများမြို့သားကြီးသမားတွေများမရှိခဲ့ရင်မြန်မာနိုင်ငံအစ္စလာမစ်ဖြစ်တာကြာလာပြီတန်ဃာတော်တွေရဲ့ကြလားတန်ဃာတော်တွေဒီလောက်ရှေ့ရနေပြီးရင် ေကျိုးကျိုးတင်တင်နဲ့တားဆီးပြီးဟောပြောနေလို့ဒါလည်းတချို့အတိတရားတွေရှိကြတာအတိတရားတွေရှိကြအဲ့လိုများမဟောပြောဘူးဆိုလို့ရှိရင်မနိုင်ငံရတော့ဗျာဘာမျိုးကျင့်စိတ်တတ်ပါမရှိဘူးဒီနိုင်ငံတွေမှာမူဝါဒအရတားမြစ်ထားတာမဟုတ်ဘူးတက်လာတဲ့အစိုးရအစိုးရတက်လာတဲ့ခေါင်းဆောင်မှန်သမျှကဒါတွေကိုခွင့်မပြုတင်ဘူးဆိုပြီးခွင့်မပြုတင်ဘူးဆိုပြီးခွင့်မပြုတာဖင်လန်နိုင်ငံမှာဘာသာပေါင်းစုံချင်းချင်းညီညီရေးအဖွဲ့လုံးဝလုံးဝမရှိဘူးမရှိဘူးအနောက်နိုင်ငံတွေမှာဘာသာပေါင်းစုံချင်းချင်းညီညီရေးအဖွဲ့ရှိလားအဲ့ဒီအဖွဲ့ကြီးကိုဖြစ်ကိုဖြစ်ရမှာ ဖြစ်ကိုဖြစ်ရမှာခုတော့ဘာသာဘုံကိုချစ်ချင်ညီညွတ်ရေးအဖွဲ့ကြီးကိုတော့အမလေးအတုံးချခြင်းဘာရီအတုံးချခြင်းလို့လည်းတော့မသိဘူးပေါ့ဗျာကြလားအစိုးရအဆက်ဆက်ကသူတို့ကိုကြလားကြောင့်ဂျင်ညာချစ်ကလေးတွေသူတို့လိုချင်တဲ့ဂျင်ညာချစ်ကလေးတွေထုတ်ပေးဥပမာထားရတော့ဗျာအာကြလားဥပမာဟိုဒီကျွန်တော်တို့ဂေါထိတ်တရာကြီးကိုဖြစ်စည်းလိုက်တဲ့ဘလောင်အာအဲ့ဒီမှာကြလားမွတ်စလင်ဖွဲ့ရလဲပဲဂျင်ညာချစ်ထုတ်မယ်ဟိန္ဒူဘာသာရေးဖွဲ့ရလဲဂျင်ညာချစ်ထုတ်မယ်အဲ့ဒါလေးတွေကိုတာယာနေပုံပေါ်တယ်အဲ့ဒါတွေကိုတာယာနေပုံပေါ်တယ်အဲ့ဒါမျိုးတွေကိုလုံးစီဂျင်နာတင်နေကြည့်ရတာ အဲအဲ့လိုမျိုးတွေအသုံးချဖို့လောက်နေကိုယ့်ဘက်ကပေးဆက်လိုက်ရတဲ့ဟာကသားစဉ်မြေစစ်ခံရမှာသားစဉ်မြေစစ်ခံရမှာဒါတွေလည်းပဲနိုင်ငံကောင်းဆောင်တွေတွေ့စေချင်တာပဲတွေ့ကြစေချင်တာပေါ့ဗျာကျွန်တော်တို့ကဒါကတော့စိတ်မကောင်းစရာပေါ့စိတ်မကောင်းစရာပေါ့နိုင်ငံကောင်းဆောင်တွေရဲ့အမျိုးမြင်မဲ့မှုနိုင်ငံရဲ့ကျွန်တော်တို့မျိုးသားတွေပေါ်မှာဒါတစ္ဆာမဲ့တာပဲတစ္ဆာဖောက်တာပဲတစ္ဆာဖောက်တာပဲအခုဘုရားကြီးမရောက်လည်းချပေးခဲ့တယ်ဆိုရင်ဘာအကြောင်းပြချင်းနေပဲပေးပေးချပေးချပေးလုံးဝချပေးသိဘူး အာကူကမြို့ရွာတခုတည်ဆောင်တဲ့တည်ဆောင်တဲ့ကျွန်တော်မျိုးမင်းတို့ကလည်းပြောသွားတယ်ဟာကျွန်တော်တို့ဗုဒ္ဓဘာသာကောင်းလို့ရှိတယ်သူတို့သူတို့ကိုလည်းခွင့်ပြုပေးရမှာပေါ့တယ်အာသူတို့ကိုခွင့်ပြုပေးရမှာသူတို့ကိုခွင့်ပြုပေးရမှာအဲ့ဒါဆိုလို့ရှိရင်မြို့တိုင်းမြို့တိုင်းကြက်လာမြို့ရွာတွေတည်ဆောင်တဲ့တည်ဆောင်တဲ့ကလားရှိရှိမရှိရှိကြက်လာမရှိရှိမရှိရှိဗလီဆောက်ခွင့်ပေးရမှာလားနိုင်ငံတကာဧည့်သည်တွေလာလို့ရှိရင်ဘုရားကိုခွင့်ပြုဖို့တချို့ကပြောသေးတယ်ကြက်လာအနေနဲ့ဧည့်သည်တွေလာရင်ဘုရားဝင့်ပြုဖို့ဆိုကျန်တဲ့ဗလီတွေရှိတယ်သွားကသွားပြီးဝင့်ပြုဖို့ အနောက်ပြည်တကသူတို့သူတို့မွတ်စလင်နေရာကြလားစောက်ကြီးစောက်ကျဲလျှောက်ပြောနေကြတာတကသူတို့ကနေသူတို့ဘာဖြစ်တယ်အချိန်တိုင်းသူတို့ကသူရောက်တဲ့နေရာမှာဝဲပြူတာ ရောက်တဲ့နေရာမှာဝဲပြူတာတကယ်တမ်းပြောရင်ခုနကျွန်တော်ပြောပြီးပြီအင်နာလေးရောက်နေအင်နာလေးကနေပြီးဝဲပြူတာအင်နာလေးရောက်နေအင်နာလေးကဝဲပြူတာရေချိုးကန်းနဲ့ရောက်နေရေချိုးကန်းထဲမှာဝဲပြူတာအဝစားလဲတဲ့ခန်းနဲ့ရောက်နေလေဝစားလဲတဲ့ခန်းနဲ့ကဲအဲ့ညစ်ပတ်တဲ့နေရာတွေပဲလေအဲ့ညစ်ပတ်တဲ့နေရာတွေအဲ့သူတို့ဝဲပြူကျင်တော့အဲ့နေရာကြီးလေဝဲပြူတာပဲလေဝဲပြူတာပဲ မရသူတို့ဆိုလို့နိုင်ငံတကာရောက်တဲ့လူတွေသူတို့ဟိုတယ်တွေမိတာလေအဲ့ဒီဟိုတယ်တွေမှာသူတို့ကြိုက်တဲ့အချိန်မှာဝေးပြုလို့ရတယ်ကြိုက်တဲ့အချိန်မှာဝေးပြုလို့ရတယ်ငါဘလီကိုကသွားကျင်တပါဆိုလို့ရှိလေဘလီရှိတဲ့နေရာပို့လိုက်ပေါ့ပို့လိုက်ပေါ့မြန်မာနိုင်ငံမှာဘလီတွေဗျာခမကျေလာအမှန်ဆိုလို့ရှိရင်1980နှစ်နောက်ပိုင်းရှိတဲ့ဘလီတွေဟာတရားမဝင်မှုဆိုဖြစ်တိုင်းရမယ်ဘလီတွေအများကြီးပဲအဲ့ဒါတွေတော့ဖြစ်သိမ်းဖို့မလုပ်ဘဲနဲ့အာဟိုအိဟိုဟိုအိဒီနိုင်ငံကြောက်လေဟိုဘာသာရေးအသိပွဲအဲ့ဒါကြောင့်ပြောတာပေါ့မြန်မာနိုင်ငံဘာသာပေါင်းစုံချင်းချင်းညီညီရေးပွဲတယ် အဲကျွန်တော်တို့ကလီးပဲအဲ့ဒီဖွဲ့တွေကတကယ်လည်းပြောရင်မဟုတ်တဲ့ကျွန်တော်တို့မဘာသာကိုကြတော့ဟိုမဘာသာမျိုးဘာသာသာသနာဆောက်ရှောက်ရေးအဲအဖွဲ့ကြီးကိုကြတော့ဖြစ်တိုင်းတယ်အဲ့ဒါကိုကြတော့တရားဝင်အခုချိန်ဒီခွင့်ပြုပေးဖို့မရှိသေးဘူးဗျာမလုပ်မပေးဘူးအမှန်ဆိုလို့တို့လက်ထက်မှာဒါတွေခွင့်ပြုခဲ့ရမှာပေါ့ဗျာခွင့်ပြုခဲ့ရမှာပေါ့ခွင့်ပြုခဲ့ရမှာပေါ့ကျွန်တော်တို့ကတော့ဟောဒါလေးတွေကိုလည်းပဲနိုင်ငံအကြီးအကဲတွေရောနိုင်ငံသားတွေရောသိထားသိကျင်တာပေါ့ဗျာအခင်ဗျားတို့ခင်ဗျားတို့ဒီမှာဒီ chat gpt မှာရိုက်ထည့်လိုက် ဖင်လန်နိုင်ငံမှာဘလီဘယ်နှလုံးရှိတယ်လို့ရိတ်ပြီးခင်ဗျားကြည့်လိုက်အမှဖြည့်ထွက်လာလိမ့်မယ်ဒီနှလုံးဘယ်နှလုံးမှမရှိဘူးလीသူတို့ဒီတိုင်းပဲဒီတိုင်းပဲဟိုလာဖြစ်နေတာအာတက်လာဟိုသူတို့သူတို့ရဲ့နိုင်ငံတွေမှာရောအဲ့လိုသွားပြီးဟိုလာဖြစ်မှာလားဥပဒေ58နိုင်ငံရှိ58နိုင်ငံလုံးမှာငါတို့ဖျားသွားတယ်မယ်ဖျားသွားတယ်မယ်နိုင်ငံတိုင်းမှာသွားတယ်မယ်ရမလားရမလားကိုတောင်းလေခဲ့ OIC နဲ့ OIC ကြောင့်ဖြစ်တဲ့ဝါတာဘောက်ချင်းချင်းကြီးကြီးဖွဲ့ဆိုလို့ရှိရင်လည်းပဲအဲသူတို့သူများနိုင်ငံတွေမှာ အားလုံးပေးစီပေးခြင်းစောက်စီခြင်းနဲ့ဆိုရင်လည်းပဲအခုကဲအဲ့ဒီရဲ့အဲ့ဒီနေရာမှာကဲနေပြည်တော်ကူးဆောင်မဲ့နေရာမှာဒါကောင်မင်းခုရိုက်ပြတဲ့မြမဟတ်တော်ကကောင်မင်းရိုက်ပြတဲ့နေရာမှာအစ္စလမ်ဘာသာဝင်ဘယ်နှယောက်ရှိလဲဘယ်နှယောက်ရှိတယ်လဲတော်ရခင်တို့နဲ့ကြည့်ရအောင်ပါလေဒါမျိုးတွေဒါမျိုးတွေနောက်တစ်ခုကဒီမှာရှိနေတဲ့လူတွေကပြည်သူလူထုကသဘောတူသလားခွင့်ပြုသလားအဲ့ဒါလားနိုင်ငံကောင်းဆောင်ဆိုတဲ့လူတွေကကြလားဒါတွေကိုလည်းပဲတကယ်တမ်းပြောရင်တော့စစ်တမ်းလက်ကောက်ပုံလည်းမပေါ်ဘူးတလား စစ်တမ်းလေးကောက်ပုံပေါ်ဘာကြောင့်မကောက်တာလဲဆိုတော့စောက်ကူမစိတ်လို့ပေါ့ဗျာပြည်သူလူထုကိုအလေးမထားလို့ပေါ့ပြည်သူလူထုကိုငါတို့လှုပ်ချင်တယ်လို့လှုပ်မယ်ငါတို့ပေးချင်ပေးမယ်ငါတို့ချပေးချင်ချပေးမယ်ငါတို့လှုပ်ချင်လှုပ်မယ်ဆိုတော့အဲပုံစံမျိုးဖြစ်နေတာပေါ့ဗျာဒီကိစ္စအတွက်အခုပြည်သူလူထုကမကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးဒါကြီးဘာကြောင့်ဘာကြောင့်မကြိုက်တာလဲနောက်တစ်ချိန်မှာဒီနေရာလေးမှာဗလီဆောက်လာရင်ဗလီရှိတဲ့နေရာမှာအဲ့ရွာမြမာတွေကိုပျောက်သွားမှာလေပျောက်သွားမှာပျောက်သွားမှာ နှစ်တရာအတွင်းမှာမပြောင်းရင်နှစ်နေရာမှာပြောင်းမယ်နှစ်နေရာမှာမပြောင်းရင်နှစ်ပေါင်း300လောက်မှာပြောင်းမယ်300လောက်မှာမပြောင်းရင်900လောက်မှာပြောင်းမယ်ရေရှည်ပလန်လေးလုပ်တာလေသူတို့ကရေရှည်ပလန်လေးလုပ်တာဒါတွေကိုလည်းကြည့်ရမှာပေါ့ဗျာကြလားဒါတွေကိုလည်းကြည့်ရမှာပေါ့အခုအဲ့လိုဖြစ်လာတဲ့ခါမှာများလာတဲ့ခါမှာအဲ့လူနေစုကသူတို့ကြောက်အောင်ပြန်ရောသူတို့ကိုကြောက်နေရတာအခုကလူနေစုသူတို့လူနေစုလူနေစုဆိုပြီးရင်လူနေစုလူနေစုအာငါတို့ခွေကြီးကိုပိတ်ပင်ပါတယ်ဆိုပြီးကဘာမှာမြန်မာလောက်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ နိုင်ငံတော့ဗလီပေါ်တာဘယ်နိုင်ငံများရှိလဲဗျာနေရာတိုင်းမှာလက်ညှိုးထိုးမလွယ်လက်ညှိုးထိုးမလွယ်အဲ့ဒါတရားမဝင်ဗလီတွေကြီးပဲတကယ်ပြောရင်တရားမဝင်ဗလီတွေကြီးပဲအများစုကတရားမဝင်ဗလီတွေတရားမဝင်ဗလီတွေဒါတွေဟိုကြတော့ဖြစ်သိမ်းဖို့မလုပ်ခဲနဲ့ဖြစ်သိမ်းဖို့မလုပ်ခဲနဲ့ကိုဘုရားဘာသာဘုန်းကြီးကြောင်းတွေဟိုကြတော့ဖြစ်တယ်အဲဒါမျိုးတွေပေါ့ဗျာသူတို့အားတွေဟိုကြတော့မတူရဲဘူးမထီရဲဘူးမတူရဲဘူးမထီရဲဘူးအခုရခိုင်မှာဆိုရင်လက်ကြည့်တော့ဟိုတော့ကပိတ်ခဲ့တဲ့ဟာကိုရခိုင် အဲထွန်းမြတ်နိုင်တို့ကဖွင့်ပေးတယ်အဲ့လိုတစ္ဆာပဲ့တယ်တစ္ဆာဖောက်တယ်တတိုင်းပြည်ကိုတစ္ဆာဖောက်တာပြည်သူလူထုပေါ်မှာတစ္ဆာဖောက်တာအဲတတိုင်းပြည်နေပြည်သူလူထုပေါ်မှာတစ္ဆာမဲ့တာ ရုပ်မာတာတကယ်တမ်းပြည်အောက်တန်းကြတာတွေတကယ်အောက်တန်းကြတာအောက်တန်းကြတာပေါ့ဗျာအောက်တန်းကြတာအဲ့လောက်ဒီမဟာကရုဏာမဟာကရုဏာများနေဘုန်းကြီးဝက်ကြဗျာမဟာကရုဏာများနေဘုန်းကြီးဝက်ဘုန်းကြီးဝက်ပြီးဘုန်းကြီးဝက်ပြီးတာဟောပြကြဘယ်တိုင်းပြည်ကောင်းဆောင်လှုပ်လာတဲ့လူမှန်တယ်ဗျာလုတ်တဲ့မြောက်ကိုပြည်သူလူထုကခါးသီးခံရတာပဲခါးသီးခံရတာပဲ ခုနောက်နိုင်ငံတွေမှာဒီခါးသီးခံနေရပြီလေအင်္ဂလန်မှာကြည့်နေတဲ့ဒီအင်္ဂလန်မှာရောက်နေတဲ့အားတွေကိုကဲမွတ်စလင်တွေကိုခင်ဗျားတို့အကုန်လုံးရိတ်တိုက်လို့ရလားမရဘူးလေဟွာကြီးကလက်မခံဘူးလေအစ္စရေးလိုပြပတ်သားသားချရဲတဲ့နိုင်ငံပဲနိုင်ငံမှမရှိဘူးဒါတော့မှအစ္စရေးတဲ့အစ္စရေးလုံနေတာတွေတော့မှဒါတော့မှဒါဒီလောက်ကြက်ကြက်ခံနေလို့ကြက်ကြက်ခံနေလို့ဟိုအဲ့လိုလုံရဲတဲ့လူဘယ်သူရှိလဲအမတေယုတ်ကြီးလို့တေယုတ်ကြီးလို့ဗလီတွေကိုတရားမဝင်ဗလီတွေကိုတေယုတ်နိုင်ငံမှာပြက်လာတေယုတ်ဆိုးရတာတရားမဝင်ဗလီမှန်တယ်များအကုန်လုံးဘူရိုသားနဲ့အကုန်ဖြိုချတာပဲ အဲကျွန်တော်တို့နိုင်ငံမှာအဲ့လိုမလုပ်ရဲဘူးလေအလုံးမလုံးမလုံးရဲဘူးလေတရုတ်တရုတ်ဆိုရမူဝါဒတရုတ်ကဘလို့မှုမူဝါဒကျင့်သုံးပြီးရမွတ်စလင်တွေကိုဘလို့ထားတယ်လေအဲတရုတ်ဝီကာတွေပေါ်မှာဘလို့ဆက်ဆံထားတယ်လေအဲဒါတွေကိုနမူနာယူရမှာလေဒါမမဟုတ်တရုတ်ကြီးမမဟုတ်မမဟုတ်ဒါသူ့နိုင်ငံသူ့လူမျိုးတွေအတွက်ကိုဒါကတကယ်ကိုဒါတစ္ဆာတစ္ဆာရှိတဲ့တစ္ဆာရှိတဲ့ဆိုရတစ္ဆာရှိတာတကယ်လားပြောစောင့်ထိုင်းတာကြလားအမျိုးဘာသာသာသနာကိုစောင့်ရှောက်တယ်ဆိုတာဒါမျိုးကိုခေါ်တာပဲကြလား ကိုမျိုးကိုဘာသာကိုသာသနာကိုစောင့်ရှောက်အောင်မှာအဓိကဗရဏာကိုမျိုးကိုဘာသာကိုသာသနာကိုစောင့်ရှောက်အောင်မှာစောင့်စောင့်ရှောက်အောင်မှာလေကိုဗုဒ္ဓဘာသာမြန်မာနိုင်ငံကျလာမွတ်စလင်နိုင်ငံမွတ်စလင်ရဲ့သူ့မျိုးသူ့ဘာသာသူ့သာသနာသူစောင့်ရှောက်တယ်လေသူစောင့်ရှောက်တယ်သူကြီးပွားအောင်လုပ်နေတယ်သူကြီးပွားအောင်လုပ်နေတယ်အဲသူကြီးပွားအောင်လုပ်တယ်လို့ကိုကလည်းကြည့်ကိုဘာသာကိုသာသနာကြီးပွားအောင်လုပ်အောင်မှာလေဗျာအာငါဘာသာငါဘာသာငါသာသနာကြီးပွားအောင်လုပ်ရင်းနဲ့အခြားဘာသာတွေလည်းကြီးပွားအောင်ငါလုပ်မယ်ဆိုတော့ အဲစိတ်မျိုးနဲ့အကုန်လုံးကိုခွင့်ပြုမယ်ဟာငါတို့ကသဘောထားကြီးတာလို့လို့စေတနာကောင်းတာလို့လို့ဟိုလုံနေလို့ကတော့တိုက်ပြီးပြက်တာပေါ့ဗျာတိုက်ပြီးပြက်တာဘယ်နိုင်ငံခေါင်းဆောင်ကမှအဲ့လိုမလုပ်ဘူးမတေယုတ်ခေါင်းဆောင်လည်းအဲ့လိုမလုပ်ဘူးမဟာရာရှားတို့ဘာလို့လဲခွင့်ပြုတယ်သို့တော်လည်းပဲအဲ့လောက်ကြီးကြက်လာဟိုကျွန်တော်တို့နိုင်ငံကခေါင်းဆောင်တွေလို့ပောက်တက်ကြရခွင့်ပြုတာမဟုတ်ဘူးခွင့်ပြုတဲ့နေရာမှာခွင့်ပြုပြီးရင်ကြက်လာနေရာတိုင်းမှာခွင့်ပြုတာမဟုတ်ဘူးနေရာတိုင်းမှာခွင့်ပြုတာမဟုတ်ဘူးဖိလန်ဆိုရအခုကဲဘလီဘာမှခွင့်မပြုဒီနိုင်ငံမှာ ီနိုင်ငံမှာကလားတွေအများကြီးရောက်နေပြီဒီနိုင်ငံမှာလည်းအဲ့ရောက်နေတဲ့ကလားတွေကိုနှင်ထုတ်လို့လည်းမရဘူး။တပ်ပြစ်လို့လည်းမရဘူး။တပ်ပြစ်လို့လည်းမရဘူး။သူကနေသူဘာဖြစ်အောင်လဲ။သို့တော်လည်းပဲဒီကြက်လာဒီလိုသူတို့တောင်းဆိုတယ်သူတို့ကတောင်းဆိုနေမှာပဲ။အများအားတောင်းဆိုနေမှာပဲ။ကြလားဟာအမြဲတမ်းတောင်းဆိုနေမှာကျွန်တော်တို့ကဘလို့ဘလို့လုပ်နေရပါလဲကျွန်တော်တို့ကဘလို့ခက်ခဲဖြစ်နေပါကျွန်တော်တို့ကဝေးပြရတာဘလို့ခက်ခဲဖြစ်နေပါလဲကျွန်တော်တို့လူမျိုးကဘလို့ရှိနေပါပြီကျွန်တော်တို့ကဘလို့ခွေးရတဲ့ချိန်မှာလဲဒီနိုင်ငံမှာလည်းပဲတောက်လျှောက်နန်းစတော့တောင်းနေတာ နိုင်စတော့တောင်းနေတာအခွေရရင်ရသလိုတင်းနေတာသို့တော်လည်းပဲဒီနိုင်ငံကလူတွေအဲ့လိုမလုပ်မလုပ်ဘူးမလုပ်ဘူးတကယ်တမ်းပြောရင်မလုပ်ဘူးဗျာတကယ်တမ်းပြောရင်ຢာလူကြီးတဲ့နေရာတွေမှာတော့ဒီကောတကယ်နေရာတွေမှာသူတို့မထားတော့ဘူးမထားတော့ဘူးအဲဒါတွေလည်းပဲမြန်မာနိုင်ငံကအမက်လုံးကြမဲ့လူတွေလွတ်တော်အမက်လုံးကြမဲ့လူတွေဟိုတက်လာဝင်းကြီးချုပ်တွေလုံးကြမဲ့လူတွေတိုင်းပြည်ကောင်းဆောင်လုံးကြမဲ့လူတွေဒိတ်ထားဖို့ကောင်းတာပေါ့ဗျာ ။အဲဒါလေးလည်းပဲဒီထားဖို့လာပြောတော့ပါဗျာဒီလောက်ပါပဲ။ကျွန်တော်ကတော့ဒီမှာနိုင်ငံတက်ပရောသားတွေပြောင်းပြောင်းပြည့်ကိုတင်းလိုက်တဲ့တက်ပရောသားတွေကိုလည်းဂုဏ်ယူပါတယ်လေးစားပါတယ်ဥညွတ်ပါတယ်နောက်ထပ်နောက်ထပ်လည်းပဲတပုံမှန်တဲ့မြောက်ကိုအမြဲတရှင်းလင်းနိုင်ပါစေ။မြဲပြတ်ရှင်းလင်းနိုင်ပါစေ။တခါမလုံးတဲ့မလုံးမလုံးထိတ်တာတွေကိုလည်းပဲရှောင်ရှားနေကြတာပေါ့ဗျာတက်ပရောရဲ့အောင်ပွဲတွေနဲ့မင်္ဂလာရှိနေတဲ့အချိန်မှာမင်္ဂလာယူရမယ့်အချိန်မှာအာကျွန်တော်တို့လိုဒီလိုအလုံးမလုံးတဲ့လူတွေအချင်းပြချစားတဲ့လူတွေကိုထောက်ပြဝေဖန်တဲ့ဆရာကိုရှင်မျိုးဝင်းတို့လိုပုဂ္ဂိုလ်တွေလည်းပဲ ျွန်တော်တို့ကတော့လွတ်စေချင်တာပေါ့ဗျာအာဒါတဲ့သဘောထားကောင်းသေးတယ်ဆိုရင်လည်းပဲအဲကျွန်တော်တို့ကတော့ဒါကျွန်တော်တို့ရဲ့နောင်တော်ကြီးကိုဇော်ဘုန်းကြီးပေါ့ဗျာဒါလည်းပဲကျွန်တော်တို့ကတော့အကြာကြီးမထားစေချင်ဘူးကြောင်ပြောသင့်ပြောလိုက်တဲ့လူပြောရမှာအလုံးမလုံးတဲ့လူအလုံးမလုံးတဲ့လူပြောရမှာဆဲတာကြီးဆဲရမှာပဲအခုတမတော်မှာအလုံးမလုံးတဲ့လူတွေကိုဆဲရတဲ့လူမရှိတော့ဘူးတို့ကအဲ့လိုဆဲရင်မကြိုက်ဘူးကထောက်ပြရင်မကြိုက်ဘူးမကြိုက်ဘူးကျွန်တော်တို့နိုင်ငံမှာခက်တာခက်တာအဲ့လိုထောက်ပြရင်မကြိုက်ဘူးဒါပေမဲ့အဲ့အဲ့အလုံးမလုံးတဲ့လူတွေကိုအေးအေးယူလားဆိုတော့လည်းပဲ အဲရေးမယူလားမဆိုတော့ယူတယ်10ယောက်မှာ10ယောက်အယောက်100မှာ100ယောက်ဒီလိုလေးရေးယူပြတာကျန်တဲ့99ယောက်ကလွတ်နေတယ်ကျန်တဲ့99ယောက်ကလင့်လွတ်နေတယ်အဲ့ဒါမျိုးအဲ့ဒါအဲ့ဒါမျိုးပြတကယ်တမ်းတော့အဲဒီလောက်ပါပဲအားလုံးမလုံတဲ့မလုံထိတ်တာတွေကိုကျန်တာမလုံကြပါနဲ့ဆိုကျွန်တော်တို့ရမေတ္တာရကန်တာပါဗျာနေပြည်တော်ဗလီကိစ္စလည်းကျွန်တော်တို့ရကန့်ကွက်တယ်ကန့်ကွက်တယ်မြန်မာနိုင်ငံမှာချက်လက်ရှိနေတဲ့မျိုးသားရေးသမားတွေမျိုးသားမျိုးသားရေးသမားပြည်သူလူထုတွေ ပြည်သူလူထုတွေရဟရှင်လူတွေကြလားရဟန္တာငါတော်တွေမြို့ဘာသာသာသနာကိုချစ်မြတ်နိုးတဲ့မဘာသာလိုပဲပြောပြောမြို့ဘာသာသာသနာချစ်မြတ်နိုးတဲ့လူလူကိုကိုကိုခံယူထားတဲ့လူတွေကိုလိုပဲပြောပြောကျွန်တော်တို့ကတော့အားလုံးကိုလေးသားတယ်လေးသားတယ်ဒီလူတွေနဲ့တသားတည်းရှိတယ်တသားတည်းရှိတယ်အစ္စလာမိတ်ဇင်းရှင်ဟာကမ္ဘာမှာအကြောက်ဖို့အကောင်းဆုံးပဲကြောက်ဖို့အကောင်းဆုံးပဲဆိုတာကိုဥရောပကအနောက်နိုင်ငံက liberal war liberal war နဲ့လူသားချင်းစာနာပါတယ် ညာလူခွင့်ရေးပေးပါလဲဆိုတော့လူတွေတောင်းမှအခုကြောက်လန့်နေရတဲ့ခက်ကိုရောက်နေပြီဆိုတာလေးကိုသတိထားကြသိကျင်တာပေါ့ဗျာသတိထားကြသိကျင်တာဒါလေးကိုသတိထားပြီးရင်ဝိုင်းဝိုင်းကန့်ကွက်ကြပါအရှုံးချကြပါလို့ပဲကျွန်တော်တို့ကတော့ပြောကျင်တယ်ဗျာအဲရောကြလားဒါမှသာလဲအစိုးရကမလုပ်တဲ့မလုပ်ထိတ်တာတွေကိုမလုပ်ပြီမှာပေါ့ဗျာဒီမှာဆိုရင်မလုပ်တဲ့မလုပ်ထိတ်တာတွေကိုဟိုလုံးမိရင်ကြလားမဖြစ်တဲ့မဖြစ်ထိတ်တာတွေ ဖြစ်လာမယ်ဆိုတာကတော့ဧကံမုတ်ချပဲဆိုတာပြောရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပြရသေးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်